နောက်ဆုံးမျက်မှန်ကျွန်တော်မှာမျက်မှန်နှစ်လက်ရှိသည်တစ်လက်သည်ရေပင်မျိုးစားအစိမ်းရောင်မျက်မှန်ဖြစ်၍တစ်လက်မှာဈေးပေါ်သည့်အနက်ရောင်ကော့ခိုင်းမျက်မှန်ကြီးဖြစ်၏မျက်မှန်နှစ်လက်စလုံးနေကမျက်မှန်များကြီးဖြစ်လေသည်ကျွန်တော်သည် ပါဝါမျက်မှန်ပါတက်ချင်သည်ဖြင့်မျက်စိကျွမ်းကျင်သူ၃၄ယောက်ကိုပြကြည့်ဘူးတော့လေသူတို့အားလုံးကမျက်စိကောင်းသည့်ပါဝါမျက်မှန်တက်စင်ရန်မလို့ ဟူတညီတညွတ်ထဲမှတ်ချက်ပေးကြလေသည်ထို့ကြောင့်ယခုချိန်ထိထိုနေကမျက်မှန်နှစ်လက်ကိုပဲတလဲစီတက်ဆင်နေရဆဲဖြစ်ပါသည်မနေ့မိုးလင်းလို့သွားတိုင်းမျက်နှာသစ်ပြီးလျင်ကျွန်တော်မျက်မှန်တက်ပါသည်မျက်မှန်နှစ်လက်ကိုဘီးနှင့်မှန်နှင့်အတူအရာဘေကစပွဲလေးပေါ်မှာထားသည့်အချင်းရနေသည်မှာကြာပြီတခါတည်းရန်ခေါင်းပြီးပြီးမှမျက်မှန်တက်သည် တခါတရံမျက်မှန်တက်ပြီးမှကောင်းဖီးသည်တခါတရံကောင်းမဖီးပဲမျက်မှန်တက်သည်မနဲ့မိုးလင်းသည်နှင့်ကောင်းမဖီးပဲနေခြင်းနေမည်မျက်မှန်မပါပဲမနေတတ်တော့ထိုမျက်မှန်နှစ်လက်သည် ကျွန်တော်ဖို့မှာတော့ခါဝက်ပစိုးနှင့်အတူတူပင်ဖြစ်၏မိုးလင်းမိုးချုံမျက်မှန်မပြုတ်ပဲနေသည့်အတွက်တစုံတစ်ယောက်ကလှောင်ပြောင်လာရင် ကျွန်တော်ဆက်သွားလိုက်မည်မဟုတ်ပါ တစုံတယောက်ကကဲ့ရဲ့လာရင် ကျွန်တော်ဒေါသဖြစ်သွားလိမ့်မည်မဟုတ်ပါတစုံတယောက်ကချီးမွမ်းလာရင်လည်းကျွန်တော်သိပြီးအောက်ခြေလွတ်သွားလိမ့်မည်မဟုတ်ပါကျွန်တော်ဒီကလေးဘဝတုန်းကတည်းကမျက်မှန်ချစ်သူတယောက်ဖြစ်ခဲ့၏ပွဲစည်းတဲ့လမ်းလျှောက်လျင်ဘာရောက်မှမပူစားပဲမျက်မှန်ကိုပဲတန်တန်ဆွဲလက်ညှိုးထိုးသည်ဟုအမေကပြောဘူးသည်ပလတ်စတစ်ကော် ဂျက်ဆက်ကိုတခုခုပြင်လှုပ်ထားသည့်မျက်မှန်သာဝယ်ပေးလိုက်မချွတ်တန်တက်ဆင်ထားတတ်သည်ဟုအမေကပြောပါသည် ဟုတ်ပြီကျွန်တော်ကလေးဘွားကရိုက်ထားသည့်ဓာတ်ပုံကြောင့်များများသည်မျက်မှန်ကလေးများနှင်းချီဖြစ်၏ဆိုင်မဆိုင်ယခုတီဗီထဲကမျက်မှန်ကြော်ညာသောကလေးလေးပုံကိုမြင်တိုင်းကျွန်တော်၏ကလေးဘွားကိုလွမ်းနေတတ်ပါသည်ဆိုင်မဆိုင်တော့မသိပါ ကျွန်တော်လူမျိုးပေါင်းဘဝကျွန်တော်ပထမဆုံးချစ်ခဲ့ဘူးသူသည် မျက်မှန်ကလေးနှင်းဖြစ်ပါသည်အလားတည်းသည့်နေကမျက်မှန်မဟုတ်ပါတကယ်ကိုမျက်စိအားနည်းသည်ဖြင့်တတ်ထားရသည့်ပါဝါမျက်မှန်ကလေးဖြစ်၏မျက်မှန်ကလေးနှင်းသူမျက်နာကိုမြင်ရတိုင်းကျွန်တော်ယင်သည် ကြည်နူးမှုဖြင့်တိမ့်တိမ့်ခုန်နေတတ်၏တခါတည်းရန်မျက်မှန်ချွတ်ထားသည့်သူမျက်နာကိုမြင်ရလျင်ကျွန်တော်ယင်မခုန်ပါအယုတ်ဆိုးသည်ဟုပင်ထင်မိသည်၏ မျက်မှန်ကိုချစ်တာလားမျက်နှာကိုချစ်တာလားကိုဟာကိုမကွဲပြားခဲ့တိတိတချာတွေးကြည့်မှ မြင်နေကြမျက်မှန်ကလေးနဲ့မျက်နှာကိုချစ်တာမှန်သဘောပေါက်တော်သည်ကျွန်တော်သည်မျက်မှန်များကိုသဘောကျသလိုမျက်မှန်နှင့်လူများကို ရိုးရိုးသားမှန်မျက်နှာနှင့်လူများထက်ပိုပြီးစိတ်ဝင်စားပါသည်မျက်မှန်နှင့်လူတယောက်ကို တွေးလိုက်ရင်စစ်စစ်ဆက်ဆက်မဟုတ်တာမှ ကြီးခွင့်မရတော့မှ အမှတ်တင်တင်လေးတော့ကြီးလိုက်မိသည်ကြီးဖြစ်၏ထို့သူတတ်ထားသည့်မျက်မှန်အမျိုးစားပုံတတံမှန်၏အရာခိုင်းပုံစံနှင့်အရာထို့မျက်မှန်နှင့်ထို့သူ၏မျက်နှာကြားလိုက်ဖက်မှုရှိမရှိ စသည်ဖြင့်ဝေဖန်ရေးလုံနေမိတတ်ပါသည်ထို့ထက်ပို၍အခွင့်သာလင်တော့မျက်မှန်နောက်ွယ်ကမျက်လုံးများ၏အကြည့်တတ်အမြင်ခွန်အား မှန်ကိုဖျက်တမ်းလာတော့အမြင်အာယုံအပေါ်မျက်လုံးများဤတိမှုထိုအာယုံအပေါ်မှာထိုသူဤတုံ့ပြန်မှုစသည်ဖြင့်အတွေးဆန့်နေမိတတ်ပါသည်ယခုအချိန်မှာတော့ကျွန်တော်သည်မျက်မှန်များကိုသဘောကျရာ၌မျက်စိမကောင်သဖြင့်တက်ရသည့်ပါဝါမျက်မှန်များထက် မျက်စိအကောင်အပေါ်မှာဖုံးအုပ်တက်ဆင်ထားသည့်ရောင်စုံလေးကမျက်မှန်များကိုပို့ပြီးစိတ်ဝင်စားနေပါသည် နေကမျက်မှန်ကိုအရာမျိုးစုံဒီဇိုင်းမျိုးစုံတက်စီရန်စင်တာရှိတော့လဲယခုအချိန်ထိတော့အစိမ်းရရေပင်မျက်မှန်နဲ့အနက်ရောင်ကော့ကိုင်းမျက်မှန်နှစ်လက်ကိုပဲတလှည့်စီတက်စင်နေရဆဲဖြစ်၏မျက်မှန်နှစ်လက်ကိုတလှည့်စီတက်စင်နေသည်ဆိုတော့လဲကျွန်တော်စိတ်ကမမှန်တခါတည်းရေပင်မျက်နှာမျက်မှန်ကိုပဲတလားကိုတဲ့မချွတ်တန်းတက်စင်နေတတ်၏ ချို့ခါကော့ကိုင်းမြင့်မှန်သည်စပွဲကလေးအပေါ်မှာဖုံတက်နေတော့ဤတခါကလေးကြတော့လေကော့ကိုင်းမြင့်မှန်ကြီးကိုဆွဆွမြင့်မြဲတက်နေရရေပင်မြင့်မှန်ခမားတလှဲ့ဖုံတက်ရပြန်လေဤတခါကလေးကြတော့လေမြင့်မှန်နှလက်သူမသားကိုမသားဒန်းတူအခွင့်ရေးရကြလေသည်ကျွန်တော်စိတ်သာမဟုတ်လူတွေစိတ်ကလည်းမမှန်ကြတချို့ကကျွန်တော်ကိုရေပင်မြင့်မှန်နဲ့လိုက်သည်ဟုပြောကြဤ တချို့ကရေပင်မျက်မှန်နဲ့အလွန်အကြည့်ရဆိုးသည်ဟုပြောကြပြန်သည်တချို့ကကော်ကိုင်းမျက်မှန်နဲ့လိုက်သည်ဟုပြောကြ၏တချို့ကကော်ကိုင်းမျက်မှန်နဲ့အလွန်အကြည့်ဆိုးသည်ဟုပြောကြပြန်သည်တခါလေကြတော့လေလူတယောက်တည်းကကဒီနေ့ရေပင်မျက်မှန်နဲ့လိုက်သည်ဟုပြောခဲ့ပြီးနောက်တစ်နေ့ကျရေပင်မျက်မှန်နဲ့မလိုက်ကော်ကိုင်းနဲ့မှလိုက်သည်ဟုပြောပြန်လေ၏ ကျွန်တော်ဤမျက်မှန်နှစ်လက်အပေါ်ရွေးချယ်ခြင်းသည်သူတို့အကြိုက်သူတို့ဝေဖန်ရင်းနှင့်ပတ်သက်ခြင်းရှိမရှိ သူတို့ဩစာပါမပါကျွန်တော်တခါမှမတွေးမိခဲ့ဘူးပါသူတို့အကြိုက်ကိုလိုက်ပြီးတက်ဆင်နေတာလားသူတို့အကြိုက်ကိုဆန့်ကျင်ဖိလာပြုတ်ပြီးတက်ဆင်နေတာလားကျွန်တော်တခါမှမတွေးမိခဲ့ဘူးပါဝေဖန်ခံရပြီးမှပြုတ်လုပ်ခြင်းနဲ့ပြုတ်လုပ်ပြီးမှဝေဖန်ခံရခြင်းကလည်း ကာလရှိကြချိန်ပန်များလာတော့လုံးလေလိုက်နေပြီဖြစ်ရာ ကျွန်တော်လဲအုံနောက်အချောက်ခံပြီးမတွေးတော့ပါနောက်တစ်ခုမသိကြတာကအလင်းရောင်ရှိနေလို့အမြင်အာယုံတွေရှိနေလို့လူတွေရှိနေလို့ကျွန်တော်မျက်မှန်တက်နေတာလားအလင်းရောင်မလို့အမြင်အာယုံတွေမလို့ပဲလူတွေမလို့ပဲကျွန်တော်ဗီဇကိုကတက်ချင်လို့တက်နေတာလား အဲ့ဒီလိုလဲကျွန်တော်တိတိကျကျမတွေးတော့ခဲ့ဘူးပါ။ဘာပဲဖြစ်ဖြစ်ဒီနေ့ကမျက်မှန်နှစ်လက်နဲ့ကျွန်တော်ကတော့အထာကျရိုးဆွဲခဲ့ပြီ။ရေပင်အစင်းရောက်နေဆိုရင်ကျွန်တော်ကော့ကိုင်းအနက်နှင်းဆိုရင်ကျွန်တော်ဟုပတ်ဝန်းကျင်ကလက်ခံထားသလိုကျွန်တော်ကလည်းပတ်ဝန်းကျင်ကို ရေပင်အစင်းသို့မဟုတ်ကော့ကိုင်းအနက်မှတဆင့်ပဲလက်ခံတတ်တော်သည့်အကျင့်ဖြစ်နေခဲ့သည်မှာ။ နှစ်ပေါင်းများစွာကြာပြီသို့တော့မနေ့ကတော့ကျွန်တော်အဲ့ရမာထကစားကအကောင်းဖြစ်ဤ။သွားကြိုင်မျက်နှာတက်ပြီးတော့လည်းအကောင်းဖြစ်ဤ။ခေါင်းဖိပြီးရေပင်မျက်မှန်ကိုကောက်တက်လိုက်မှချက်ချင်းဆိုသလိုအမြင်အာရုံမှုံဝါလာက မျက်ရိုးတွေကြိုက်လာတော့ဤ။မျက်ရည်ပူတွေကျလာဤ။ခေါင်းကြိုင်ပြီးဇက်ကြောပါတက်လာလေတော့ဤ။ မျက်မှန်ကိုချက်ချင်းချုပ်ပြီးမျက်ရည်ပူတွေတောက်ရသည်မျက်နှာထက်သစ်သည် မျက်စိကိုရေအေးအေးနှင်ဆေးသည်ဝေဒနာသက်သာသွားသလိုရှိ၏ခဏနာပြီးရေပင်ကိုမတက်တော့ပဲကော့ကိုင်းမျက်မှန်ပြောင်းတက်ဖို့စဉ်းစားမိသည် လူကလည်းမျက်မှန်တက်နေကြဆိုတော့မျက်မှန်မပါရင်မနေတတ်မျက်မှန်မပါရင်ဥကောက်မှမျက်နာမပါသလိုကြီးခံစားရသည် မျက်စိတွေမျက်တောင်မွေးတွေနှာခေါင်းရိုးတွေကလည်းဒီအတိုင်းမနေတတ်ကြတော့ အလင်းရောင်စွစွဒဏ်ကိုမခံနိုင်။လေပြင်းပြင်းတိုးသည့်ဒဏ်ကိုမခံနိုင်။ဖုန်နေနေထူသည့်ဒဏ်ကိုမခံနိုင်။နှာခေါင်းရိုးနှင့်နရွက်တွေကလည်းပေါ့ဟာဟာဒဏ်ကြီးကိုမခံနိုင်။ကိုယ်စိတ်ကိုနိုင်ကိုကမျက်မှန်မပါဘဲပဝင်ခြင်းကိုလက်ခံရမှဝင်လေနေသည်။ချာနဲ့ပဲကော့ခိုင်းမျက်မှန်အနက်ကိုပြောင်းတက်ကြည့်လိုက်သည်အံ့ဩစရာရေပင်နှုံးကားလိုပင်မျက်ရိုးရိုက် မျက်ရည်ပူတွေဝဲခေါင်းကိုက်ဆက်ကြောတက်လာပြန်၏ကျွန်တော်အကြီးကျယ်တုံလှုပ်သွားသည် မျက်မှန်တက်လာတာကြပြီဒီလိုတခါမှမဖြစ်ဘူးကဲမျက်မှန်နှစ်လက်စလုံးယူကထိတ်လန့်တုံလှုပ်စွာဖြင့်မျက်စိကျွမ်းကျင်သူထံသွားခဲ့ရသည်မျက်စိကျွမ်းကျင်သူကသူတက်ကျွမ်းသည့်အတတ်ပညာမျိုးစုံအပြင်ကွန်ပျူတာအကူအညီပါယူလျက်အမျိုးမျိုးစစ်စီ၏ ဘက်ပေါင်းစုံမှဆန်းသက်ယောဂရှာဖွေ၏။ဘာယောဂများမတွေ့။မျက်စိမျက်ကြော32ကောတာအကုံအကောင်းခွဲစိတ်ပြုပြင်စရာမလို့စေထိုးစေစားစရာမလို့မျက်စင်ခတ်စရာမလို့စေမျက်မှန်ပါဝါမျက်မှန်တက်စရာမလို့နေကမျက်မှန်ပြောင်းတက်ခြင်းလင်ပြောင်းတက်မတက်ခြင်းလင်ဒီတိုင်းနေဟုအကြံပေးလိုက်လေသည် ကျွန်တော်လည်းမျက်မှန်နှစ်လက်ကိုအိတ်ချဲချက်ဝင်းလစ်စလင်မျက်နှာကြီးဖြင့်စိတ်ပြက်လက်ပြက်ပြန်လာခဲ့ရတော့ဤမျက်စိထဲအလင်းရောင်စုစုတွေကတိုးလေကတိုးဖုန်တွေသေးတွေဝင်နှာခေါင်းရိုးနဲ့နရွက်မှလည်းပော့ဟာဟာကြီးနဲ့တလန်းလုံးဒုက္ခရောက်လာဤအိမ်ပြန်ရောက်မှပဲမျက်နှာသစ်အခန်းကိုအလုံးပိတ်အမှောင်ချခေါင်းမိချုံ အိတ်လိုက်မှနေသာထိုင်သာဖြစ်သွားတော့သည် နောက်နေ့နောက်နေ့များမှာမျက်မှန်ပြဿနာကြောင့်ကျွန်တော်မှအခန်းထဲကအပြင်မထွက်ရေလောက်အောင်ပင်ဖြစ်နေ၏။ဒီကြားထဲတဲ့လူတဲ့ညာအခြားအခြားသောနေကမျက်မှန်များဝေတက်လာခဲ့ဒီမှာတော်တော်များပြီ။မျက်မှန်ဒီဇိုင်းနဲ့မှန်အရောင်သာပြောင်းလဲသည်။ဝေဒနာကမပြောင်းလဲ။ကျွန်တော်နဲ့ကဘာပေါ်မှာရှိသမျှနေကမျက်မှန်များအားလုံးနဲ့မတည့်တာကတော့သိချနေပြီ။ဒီအတိုင်းဝိလစ်စလင်မျက်နှာကြီးနဲ့လည်းကျွန်တော်မှမနေတတ် ငယ်နှုတ်စဉ်ကလေးကအယိုးဆွဲလာသည်မျက်မှန်တက်သည့်အကျင့်ကြီးကကျွန်တော်ကိုကောင်းကောင်းကြီးဒုက္ခပေးနေပြီမျက်မှန်တလက်ကတော့တက်ကိုတမဖြစ်မည်လာပြို့ခမောက်မျောနေတာမျက်မှန်ဆိုင်ကလူသည်ကျွန်တော်ကိုမြင်တော့အခအလွန်အမင်းဝမ်းသာသွားပုံရလေသည်ဝမ်းသာပြီမပေါ့သူဆိုင်ကနေကမျက်မှန်အတော်များများကျွန်တော်ဝယ်ထားပြီးပြီကို သူဆိုင်လာတာလာခဲ့ရတော့လဲမျောလင်းချက်သိမရှိလားသူဟာသူပဲလို့နောက်ဆုံးပေါ်နေကမျက်မှန်ကြီးပဲဖြစ်ဖြစ် နောက်ဆုံးတော့ဒီပုတ်ထဲကဒီဘဲတွေပဲဖြစ်ဖြစ်နေသည်ခမည်းတော်မျက်မှန်အစ်စ်တလက်ရတာတွေဗျကျွန်တော်ပခုံးတွန့်ပြလိုက်ဤအရင်တစ်ခေါက်ကလည်းဒီစကားပဲသူပြောခဲ့သည်ဒီမှာတက်ကြည့်စမ်းပါဦးကျွန်တော်သူ့လက်ထဲကမျက်မှန်ကိုဆွဲယူပြီး စိတ်မပတပါဖြင့်တက်ကြည့်လိုက်သည်မှန်တို့ခိုင်းတို့ဘောင်တို့ကြည့်အောင်လေဗျာမလိုပါဘူးဗျာအဓိကဟိုဝေဒနာတွေမပေါ်ဖို့ပဲမဟုတ်လားသူလဲကျွန်တော်အကြောင်းသိနေပြီမို့ဘာမှမပြောတော့ဘူးခေါင်းတညိမ့်ညိမ့်နဲ့ပြုံးပြီးကြည့်နေလေဤနာမနစ်7မိနစ် နာယီဝက်တနာယီဟာဟုတ်လားကြည်လားအမြင်လဲမဝါမျက်ရူလဲမကိုက်မျက်ရည်ဘူးလဲမကြခေါင်းကိုက်ဇက်ကြောတက်လဲမဖြစ်တော့ဝေဒနာဆိုးတွေမပေါ်တော့ပြီစိတ်ချမ်းသာလို့လားမသိခေါင်းကပိုပြီးကြည်လာ၏ကျွန်တော်ဒီမျက်မှန်ကလေးကိုလှက်ပတ်ကင်တွင်ပုတ်တက်ရင်သဘောပကြမဆုံးဖြစ်နေမိတော့၏ ချက်ဖာမျိုးစားလေ အရာနဲ့ဖိုတိုဂရိတ်မပါတာတော့သိကြတယ်။ပဝါရီစလင်တာတွေများပါသလား။ No no ရိုးရိုးမျက်မှန်ပါပဲဗျာ။ဝမ်းထားလိုက်ကြဗျာ။ဒီမျက်မှန်နဲ့ကျွန်တော်နဲ့တည့်သွားပြီ။ဂိုင်ပြောဘယ်တော့ပြရမှာလဲ။အလကားမတင်လေ။ခမည်းတော်မေတ္တာလက်ဆောင်ပေါ့ဗျာ။ယူတာသွားပြီတော့။အာအာနာစရာဗျာ။ဒါနဲ့မှန်ပါမျိုးစားတော့ဗျာ။ မျက်မှန်ဆိုင်ရှင်ကချက်ချင်းမဖြစ်ပြုံးလို့တာနေ၏မယမကမေတော်မှသူဖြစ်သည် သူ့အဖြစ်ကြားလိုက်တော့ကျွန်တော်မျက်လုံးပြူသွားသည်အဲ့တော့ဂိုင်းအဟောင်းကြီးနဲ့ရိုးရိုးမှန်ကြီးထည့်ပေးထားတာကျူစောဖက်ရှူတင်ဆက်သူစိတ်မများစင် ်လူချင်းမျိုးချင်းပင်နာရှင်မှုအတွက် SS Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်